မင်္ဂလာပါဒီ tutorial မှာတော့ scratch programming မှာ motion block တွေဟာ sprite တွေရဲ့လှုပ်ရှားမှုဥတီယာနဲ့ဒီနေရာတွေကိုထိန်းချုပ်ဖို့အသုံးပြုပါတယ် motion block မပြောခင် sprite တွေရဲ့အခြေခံလှုပ်ရှားမှုနဲ့သဘောတရားတွေကိုနားလည်ဖို့အရေးကြီးပါတယ် Scratch မှာဇက်ကောင်ဤဒီနေရာဟာမူလအားဖြင့် state ရဲ့အလဲဘဟု xy coordinate 0မှာရှိပါတယ် state ရဲ့ area ဟာ h wing ရို့လျားလိုက်ဘဲ -240 မှာည240အထိ y wing ရို့ down လိုက်အောက် -180 မှာ အပေါ်180အထိ spray ဟာရွေလျားနိုင်ပါတယ် spray ရဲ့ဥတီယာကို degree နဲ့ဖော်ပြပါတယ်ဒီအခြေခံသဘောတရားတွေကိုနားလည်ထားရင် motion block တွေကိုကောင်းမွန်စွာအသုံးချနိုင်မှာဖြစ်ပါတယ် motion block တွေကိုစပြီးလေ့လာဖို့အတွက်ခုတ်ထပ်မှာရှိတဲ့ motion ဖန်လေးကိုတွားလိုက်ပါမယ်။ပထမအဦးဆုံး move 10 step block ကိုကြည့်မယ်ဆိုရင်အလုံးလုံးပုံကတော့ spray ကိုသူ့ရဲ့လက်ရှိဦးတီယာကိုရွှေ့ပါတယ်။ဥပမာ7သိန်းရွှေ့ပါဆိုရင် spray က10 step ရွှေ့သွားမယ်။တိထားရမယ့်အချက်ကအနှုတ်တန်ဖို့ဥပမာ minus 10ထည့်ရင်နောက်ပြန်ရွှေ့သွားမှာဖြစ်ပါတယ်။နောက်ထပ် block တစ်ခုကတော့10 right degree ဖြစ်ပါတယ်။အလုံးလုံးပုံကတော့ spray ကိုလက်ရဘက်အတိုင်းလှည့်ခိုင်းတဲ့ block ဖြစ်ပါတယ်။ ဥပမာ15ဒီဂရီညာဘက်လှည့်ပါဆိုရင် spray ကညာဘက်ကို15ဒီဂရီလှည့်သွားမှာဖြစ်ပါတယ်။နောက်ထပ် block တစ်ခုကတော့10 left ဒီဂရီဖြစ်ပါတယ်။ဒီ block ကတော့ spray ကိုဘယ်ဘက်လှည့်ခိုင်းတဲ့ block ဖြစ်ပါတယ်။ဥပမာ15ဒီဂရီဘယ်ဘက်လှည့်ပါဆိုရင် spray ကဘယ်ဘက်ကို15ဒီဂရီလှည့်သွားမှာပါ။ point interaction block မှာဆိုရင်တော့ spray ရဲ့ဥတီယာကိုထားရိုက်ပြောင်းပေးပါတယ်။ point interaction က60ဒီဂရီအနေထားမှာ spray ကထောင်လိုက်အနေထားနဲ့ရှိနေမှာပါ။ ်0 degree ဥတီယာဘတ်တိုးလှဲ့ပါဆိုရင်အပေါ်ဘက်ကိုလှဲ့သွားမှာဖြစ်ပါတယ်။ Go to xy block ရဲ့အလုပ်လုပ်ပုံကတော့ spray ကို state ပေါ်မှာ xy coordinate မှာတိကျတဲ့နေရာကိုရောက်စေဖို့ခိုင်းစေတဲ့ block ဖြစ်ပါတယ်။ဥပမာ x0 comma y0 တို့သွားပါဆိုရင် state ရဲ့အလဲဘဟုကိုရှောက်သွားမှာဖြစ်ပါတယ်။ glysis to xy block ရဲ့အလုပ်လုပ်ပုံကိုကြည့်မယ်ဆိုရင် sprint ကိုချောမွေ့စွာရေလျွာစေပြီးမိမိတတ်မှတ်လိုက်တဲ့နေရာကို ရောက်အောင်လှုပ်ဆောင်ပေးမှာဖြစ်ပါတယ်။ဥပမာ x100 y50 တို့20စက္ကန့်အတွင်းရွေ့ပါဆိုရင်20စက္ကန့်အတွင်းချောမွေ့စွာရောက်သွားမှာဖြစ်ပါတယ်။ chain h by block ကတော့ sprig ရဲ့ h wing ကိုအလှယားလိုက်နေရကိုရွေ့လျားပေးပါတယ်ဥပမာ h wing ကိုအတိုင်းတရာပြောင်းမှာဆိုရင် sprig ရဲ့လက်ရှိတည်နေရာကနေပြီးညာဘက်ကို h wing ကိုအတိုင်းတရာရိုက်သွားမှာဖြစ်ပါတယ်။ chain wing by block ရဲ့အလုပ်လုပ်ပုံကတော့ sprig ရဲ့ wing wing ကိုထောင်လိုက်နေရာအတိုင်းရွေ့လျားပေးပါတယ်။ဥပမာ wing ကို minus တရာပြောင်းမှာဆိုရင် sprig ရဲ့လက်ရှိတည်နေရာကနေပြီးထောင်လိုက်အနေထားအောက်ဘက်သို့ရွေ့သွားမှာဖြစ်ပါတယ်။ set h to block ဆိုတာကတော့ spray ကို h ဝင်ရိုးအတိုင်း state ပေါ်မှာမိမိထားလိုတဲ့ h တန်ဖိုးကိုဓာတ်ရိုက်သတ်မှတ်ပြီးရွေးစေမှာဖြစ်ပါတယ်။ဥပမာ spray က h ဝင်ရိုး -100 ပေါ်မှာရှိနေတယ်ဆိုပါစို့။အဲ့ဒီ spray ကို h တန်ဖိုး200မှာရောက်စေချင်တယ်ဆိုရင် set h to 200လို့သတ်မှတ်လိုက်တာနဲ့ spray က h ဝင်ရိုး200ပေါ်ကိုရောက်ရှိသွားမှာဖြစ်ပါတယ်။ ဒီမှာတတိထားရမှာက chain h by block နဲ့အလုံးလုံးပုံကွာချပါတယ် set y to block အလုံးလုံးပုံကတော့ y ဝင်ရိုးအတိုင်း downline အနေအထားမိမိတက်မှတ်လို့တဲ့တန်ဖိုးကိုဓာတ်ရိုက်တက်မှတ်ပေးနိုင်တာဖြစ်ပါတယ်ဥပမာ sprint က h y တန်ဖိုး0ရှိရဆိုပါစို့ set y to block ကိုတန်ဖိုးတရာတက်မှတ်ပြီးခိုင်းစေမယ်ဆိုရင် downline အနေအထားအပေါ်ဘက် y တရာရှိတဲ့နေရာကိုရောက်ရှိသွားမှာဖြစ်ပါတယ် if.bounceblock ရဲ့အလုံးလုံးပုံကတော့ရွှေလျားနေရဲ့ spread တစ်ခုကနေ state ရဲ့အနာသက်ကိုထိမိလိုက်တာနဲ့ပြန်ခုန်ပေးစီတဲ့ block ဖြစ်ပါတယ်။ဥပမာ if on l bounce block ကိုသုံးပြီး ball တစ်ခုကိုရွှေခိုင်းတဲ့အခါမှာ state ရဲ့အဆုံးကိုထိလိုက်တဲ့အတိုင်း ball လုံးက ပြန်ကန်ထွက်လာမှာဖြစ်ပါတယ်။ stash rotation style block ကြည့်မယ်ဆိုရင်မတူတဲ့ rotation style 3မျိုးရှိပါတယ် left right don't rotate နဲ့ all around ဆိုပြီးဖြစ်ပါတယ်၎င်း block ရဲ့အလုံးလုံးပုံကိုစမ်းသပ်ဖို့အတွက် event panel ထဲက one green flag ကိုခေါ်လိုက်ပါမယ်ပြီးရင် control panel ထဲက forever loop ကိုခေါ်လိုက်ပါမယ်၎င်း forever loop ထဲကို move step turn right degree ကို2လောက်သတ်မှတ်ပြီးထည့်လိုက်ပါမယ် ြီးရင် if on edge bound ကိုထည့်လိုက်ပါမယ်။ပြီးရင်တော့ program ကို run ကြည့်လိုက်ပါမယ်။အဲ့ဒီအခါမှာ sprint ဟာ program ကိုသတ်မှတ်ထားတဲ့အတိုင်း forever loop ထဲမှာ ten step ရွေ့လိုက်2 degree ပြောင်းလိုက်နဲ့ state ရဲ့အဆုံးကို ထိလိုက်တဲ့အခါမှာလည်းပြန်ကန်ထွက်တဲ့ပုံမျိုးကိုလုံးဆောင်နေမှာဖြစ်ပါတယ်။ အဲ့ဒီတော့ star rotate style ကိုခေါ်ပြီး forever loop ရဲ့အပေါ်မှာ left right ကိုတတ်မှတ်ပေးပြီး run ကြည့်လိုက်ရင် forever loop ထဲက turn right degree block ဟာအလုံးမလုံးတော့ပဲ sprint ဟာ bounce ဖြစ်တဲ့အခါ left right ပဲလှည့်နေမှာကိုတွေ့ရမှာပါ။ don't rotate style ကိုရေးပြီး program ကိုပြန်စတဲ့အခါမှာတော့ spirit ဟာဘဲမှမလှဲ့တော့ဘဲ bounce လုပ်နေမှာဖြစ်ပါတယ်။ all round style ကိုပြောင်းပြီး program ကိုပြန်စတဲ့အခါ spirit ဟာ bounce လုပ်ပြီးဥတ္တရာတွေပြောင်းပြီးလက်ပတ်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ point to walk mouse pointer block ဆိုတာကတော့ sprint ဟာ mouse pointer ရဲ့နောက်ကိုလိုက်နေမှာဖြစ်ပါတယ် Clive 1 second to block မှာရွေးချယ်စရာ option တစ်ခုရှိပါတယ်။ mouse pointer ဒါမှမဟုတ် runner position ဖြစ်ပြီးတက်မှတ်လိုက်တဲ့ second အတွင်း sprint ကိုမိမိရွေးချယ်လိုက်တဲ့ option အတိုင်းလုံးဆောင်စီမှာဖြစ်ပါတယ်။ x position y position နဲ့ direction block တွေကတော့ state ထဲမှာရှိနေတဲ့ sprint ရဲ့အခြေအနေတွေကိုဖော်ပြပေးတာဖြစ်ပါတယ် ခုလောက်ဆိုရင်တော့ motion panel ထဲမှာပါဝင်တဲ့ coke block တွေရဲ့ရေဘူးကအလုံးလုံးပုံတွေကိုနားလည်မယ်လို့ထင်ပါတယ်။သင်ခန်းစာအနေနဲ့ကတော့ဒီလောက်ပါပဲ။နောက်သင်ခန်းစာတွေမှာထပ်တွေ့ကြပါမယ်။